အားလုံးပဲမြန်မာပေါ်နဲ့ပြန်ဆောင်ကြပါစေ Midnight Football တောက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေအခုပဲကျွန်တော်တို့ Chelsea တင်းနဲ့စနန်းတင်းရဲ့ပွဲစဉ်လေးပြီးသွားတာပေါ့နော်ဆိုတော့ဒါကျွန်တော်ပွဲပြီးသုံးသပ်ချက်လေးကိုလာပြီးတော့တင်ပေးလာလဲဖြစ်တယ်အဲဆိုတော့ကျွန်တော်ညပတ်ကြလို့ရှိရင်ချိုးချိုးသွားချိန်လေးနည်းနည်းလေးနေမကောင်းကျင်သလိုလိုပါလို့ဖြစ်တာလေးရှိရတဲ့အတွက်ကြောင့်ဒါကျွန်တော် တော့ဖြတ်ခနဲ့ဖြတ်ခနဲ့တော့ကြည့်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါပြီးတော့မှကျွန်တော်တချို့ဟာလေး highlight လေး full highlight လေးပြန်ကြည့်ပြီးတော့ကျွန်တော် video လာတင်ပေးရလဲဖြစ်တယ်ပေါ့နော်အဲဆိုတော့ဒီပွဲစဉ်ကကျွန်တော် video အစမှကလေးကပြောရလို့ရှိရင်ကျွန်တော်ပွဲသူသုံးချက်မှလည်းကျွန်တော်ပြောခဲ့တယ်ဆန်နလန်းကကျွန်တော်တန်တက်အတင်းနေရမှာတော်တော်လေးသဘောကျတဲ့အတင်းထဲမှာပါရလို့ကျွန်တော်ပြောခဲ့တာပေါ့နော်အဲ့ဇာကဘာလို့ပြောလဲဆိုတော့ဆန်နလန်းဒီယာဒီလုံးပြထားတဲ့ first day ရောက်ကျွန်တော်ပြောတာဗျာအခုလက်ရှိ table မှာဆိုလို့ရှိရင်လည်း Chelsea ကိုနိုင်ပြီးွားတဲ့အချိန်မှာဆန်နလန်းအမှတ်ပေးစရာရဲ့ အစစ်နှစ်နေရာထီအောင်မှာသူကတက်လာတာပေါ့နော်ကိုပဲကစားပြီးတော့ plus 4လဲ reserve ထွက်ထားရပြင်ရမှတ်က18မှတ်ရထားတယ်သူ့ရဲ့အပေါ်မှာဆိုလို့ရှိရင်တော့ Arsenal သင်းရတပွဲရောနဲ့ဒါ plus 12ထွက်ပြီးတော့အမှတ်ပေးကြရဲ့အစစ်တက်မှာအမှတ်အမှတ်က16မှတ်နဲ့ဥဆောင်နေတာပေါ့နော်ဆိုတော့အဲ့လိုအနေထားမျိုးဖြစ်တဲ့အကြောင်း Sunderland ရဲ့ first ဒီကိုကြည့်ပြီးတော့ကျွန်တော်ကအစားအုံးတွေကသိတယ်ပြီးသူတို့အသင်းရဲ့နီးပြရလဲဗျာဒီ last line ရဲ့အကောင်းဆုံးစကားတင်မှာတော့ပါခဲ့တဲ့ဘဲဆိုတော့ခေးတဲ့ဘဲမဟုတ်ဘူးသူ့အဘဲနဲ့မှတော့ကျွန်တော်မေ့ပါလို့သူ့နာမည် Libris လို့ခေါ်တာလားမသိခဏကျွန်တော်တော့ကြည့် အောင်မယ်ဟုတ်တယ် libris လို့ခေါ်တာသူတို့အတင်းရဲ့ဒီ central line အတင်းရဲ့နီးပြားဒီပင်သစ်လိုမျိုး libris ကလည်းတော်တော်လေးကျန်းတယ်လို့ပြောလို့ရတယ်ဒါကျွန်တော်မှတ်မိတာပြောရမယ်ဆိုလို့ရှိရင်ဒီရာသီတာက job bellingham ကမပြောင်းသွားဘူးဆိုလို့ရှိရင် job bellingham ကကျွန်တော်တို့ဒီ england premier league မှာဆက်ပြီးတော့ကျူးကွင်းရမှာပေါ့เนาะဆိုတော့ job ကတော့ထုံးစံနိုင်မယ်သူ့ကိုရလမ်းစဉ်ဖြစ်တဲ့ဒီ borussia dortmund ကိုပြောင်းသွားတဲ့အတွက်ကြောင့်ကျွန်တော်ကဆန်းလန်းတဲ့နဲ့တွဲပြီးတော့မြင်ကွင်းမရခဲ့တာပေါ့เนาะဆိုတော့ဒီ၃နည်းနဲ့မှ true ကြပဲဗျာဆန်းလန်းဟန်က playoff ကနေတက်ခဲ့တဲ့အသင်းပေါ့เนาะဟိုနှစ်သင်းကသူတို့ပါသူတို့ချန်ပီယံကြီးဖြစ်တဲ့အသင်းနဲ့အမှတ်ပေးကြရဲ့ဒုတိယနေရာရတဲ့အသင်းနဲ့သူတို့တွေကတက်လာတာ ပလေးအော့ဖ်ကတက်လာတဲ့အတင်ကဒီဟာဒီမှာတော်တော်ကြီးကျန်းနေတယ်လို့ပြောလို့ရတယ်။ကွင်းလန်မှာဆိုလို့ရှိရင်လည်းရှာကာတို့ကတော့ထိန်းထားတာမှငြိမ်နေပါပဲဗျာ။ဆိုတော့ဒီဟာကြီးပြီးတော့ကျွန်တော်ဘာတွေးမိလဲဆိုတော့ United နိုင်သွားတာဆန်တန်းလည်းညံ့လို့မဟုတ်ဘူးဗျာ။အပွဲစဉ်ကလက်တက်တော်တော်ကောင်းလို့ပြောလို့ရတယ်။ကျွန်တော်တို့တွေကဟောတန်းတက်အသင်းမဲ့ကွာဆန်တန်းလန်ဖြစ်နေလို့ဘာညာဆိုပြီးတော့ပြောခဲ့ရဆိုမဲ့တကယ်တကယ်တော့ဆန်တန်းလန်ကအပွဲမှာကလည်းတော်တော်လေးကောင်းတယ်။ United ကတော်ကောင်းသွားလို့ဒါနိုင်သွားတယ်လို့ပြောလို့ရတယ်။ဘာလို့စတော်ထားပါ။ဒါကကျွန်တော် Chelsea ဘက်ကိုပြန်လှည့်အောင်။ Chelsea ကဒီဟာဒီဒီမျိုးချို့ချို့တော့ပွဲတွေမှာ ဖြစ်နေကြပုံစံတိုင်းဒီမှာဆက်ပြီးတော့ဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ဒီပွဲမှာ true ကြပဲ။ Chelsea ကအနီးကတ်တွေပါတော့မရသွားဘူးပေါ့။ဒါပေမဲ့လည်းလိုအပ်တဲ့ဂိုးရေအတွက်ကိုမရသလိုအသင်းရဲ့ form ကလည်းနည်းနည်းလေးဆိုးနေလို့ပြောရရတယ်။အဓိကကျွန်တော်ဒီပွဲမှာနည်းနည်းဘုဒ္ဓကိုပြောချင်လဲဆိုကစားသမား၂ယောက်ကိုနည်းနည်းပြောချင်တာပေါ့နော်။ Jao Petro ရဲ့ပြီးလို့ရှိရင်အဲဂူရီရဲ့ပေါ့နော်။သူတို့နှစ်ယောက်ကိုကျွန်တော်နည်းနည်းပြောချင်တယ်။ Jao Petro ကလည်း club world cup မှာတော့တော်လေးကောင်းခဲ့ပြီးပရီးမီးယားလီဂ်ပြန်ဆကြရတဲ့တိတ်အသင်းနဲ့အံမွင်ဦးဆိုတော့အဲ့လိုပုံစံမျိုးဖြစ်နေတာလေးကိုကျွန်တော်တွေ့ရတာပေါ့နော်အဲသူများသိလို့ကျွန်တော်အရ များတော့မပြောကြံမဲ့ဂျာဟူပက်ထရိုကဒီလိုစားသမားမျိုးမဟုတ်ဘူးဗျာ assist တော့မဟုတ် goal contribution မှာတခုခုပါဝင်ပတ်သက်နေရမယ်ကစားသမားပေါ့ဒါပေမဲ့ အခုလက်ရှိအခြေအနေကြီးကတော်ဆိုးနေရကြီးတော့ကျွန်တော်တိတ်ပြီးတော့သဘောမကျဘူးလို့ပဲပြောရမှာပေါ့နော်ဆိုတော့ဂိုးသမားစမ်းချက်ကတော့ထားပါတော့ဒါစမ်းချက်ကတော့သူလုံးတင်တာရောလုံသွားတယ်ဒါပေမဲ့ဒုတိယဂိုးကကြောက်ရလဲဒါပေးရမှာပဲဗျာဘာလို့လဲဆိုတော့စန္ဒလန်ကန်သွားတဲ့အလုံးကြီးအရှိမနှစ်ယောက်ကကွဲနေရောဒီဘက်တစ်ဖက်ကဒီကျွန်တော်မှတ်မိတဲ့ reach ချင်းငယ်ပြီးတော့သူ့နာမကတ်ထားတဲ့တယောက်ကြီးကကွဲနေတော့သူဘလို့မှမမြင်ရပဲနဲ့အလှိန်ပေါ်လေးနဲ့ပဲအသားလေးလှိန်သွင်းသွားတာပေါ့နော်ဆိုတော့အဲ့ဒီဂိုးက အဲ့ဒီကိုရဲ့အမှားကိုလည်းကျွန်တော်နည်းထောက်ပြအောင်မယ်အဓိကတူစင်အတားရပြီလို့ပေါ့နော်ဆိုတော့တူစင်ကဒီဟိုဘက်ကဘော်ဘရီသူပြေးလာတဲ့အချိန်မှာကလေးကတားမယ်ဆိုလဲတားလိုက်ဗျာတခုလုံးလိုက်လို့ရှိရင်လည်းရတယ်အဲ့လိုပုံပဲနဲ့တစ်ဖက်ကဘေးမှာကတ်လာတာချာလိုပါတင်တယ်ချာလိုပါကလည်း တောင်းတောင်းတရားမလားတိုးစရာလဲဟိုကောင်မလို့လို့ဒီကောင်မလို့လို့အဲ့လိုတွေဖြစ်ပြီးတော့နောက်ကိုပြန်ပြီးတော့ဟိုတက်ပလေးလောက်တာနေပြန်ချပြလိုက်တယ်ပိတ်သွင်းသွားတယ်ဆိုတော့ဒါကလုံးဝအသေးခွက်မင်းလေးရောက်မှသွင်းတာဆိုတော့ချယ်ဆီးနေနဲ့ပြန်လာဖို့တော့လေခတ်သွားတယ်လို့ပြောလို့ရတယ်ဗောနော်ဒီပွဲစဉ်မှာဟိုကနာချူပထမဆုံးကိုရသွားတယ်ဆိုပေမဲ့အစိမ်းမကောင်းစရာကတော့ပွဲရတော့မနိုင်သွားဘူးဗောနော်ဆိုတော့ဒီလိုပွဲမျိုးတွေဖြစ်နေတော့ကျွန်တော်သိပြီးတော့သဘောမကျအောင်ပြဘာလို့လဲဆိုတော့ အဲ့လိုမျိုးဖြစ်နေတာတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ချဲစည်းသင်းနေအဲ့လိုမျိုးဖြစ်ဖြစ်နေတာကြီးကများရည်ပေါ့နော်ဒီအနီကက်တွေယူတယ်ဒီ discipline mind မှာလည်းနေအားနဲ့လို့ပြောလို့ရတယ်ပြီးတော့ဒီဘွဲမှာဆိုလို့ရှိရင်လည်းအကုန်လုံးသိရတိုင်းပဲရာတင်ရာထိုက်တဲ့ခွင့်ရေးတွေမရဘူးမကိုးသွားတာကြီးလည်းရှိတယ်အဲဆိုတော့အဲ့လိုမျိုးတွေဖြစ်နေရတော့ကျွန်တော်တချို့ကစားသမားတွေဆိုလို့ရှိရင် under performance တော်တော်လေးဖြစ်နေရတယ်လည်းတွေ့ရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေကိုချဲစည်းသင်းနေတော်တော်လေးပြုပြင်ပြောင်းလဲမှတော့ရမယ်မဟုတ်ဘူးဆိုလို့ရှိရင်အခုလက်ရှိအမှန်ဘေးစရာရဲ့ကျွန်တော်တို့က အထက်ပိုင်းမှာအာဆင်နယ်တို့တစ်ဖက်ကဒီလီဗာပူးတို့ပဲကျွန်တော်ကအာရုံရောက်နေလို့တကယ်တကယ်မန်စီးတီးကလည်းတောက်လျှောက်တဖြည်းဖြည်းတည်းရင်းနဲ့ပြန်တက်နေတယ်ကျွန်တော်တို့တစ်ဖက်ကယူနိုက်တက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီကမလားကျွန်တော်တို့ကဒါယူနိုက်တက်ကအဓိကအဲ့ Grimsby Town ကိုရှုံးသွားတဲ့ပွဲစဉ်ရောက်တာကျွန်တော်ကပြောစရာဖြစ်နေတယ်တကယ်တကယ်အမှတ်ပေးစရာရဲ့အခုအဆင့်ကိုကြည့်မယ်ဆိုလို့ရှိရင်အရန်ကြီးပြောလို့ဆိုလို့ကောင်းနေတာတခုမှတော့မဟုတ်ဘူးမန်ယူကအခုလက်ရှိချိန်မှာအမှတ်ပေးစရာအဆင့်6မှာရှိတယ် ချက်စီနဲ့ဆိုလို့ရှိရင်တမတ်ပဲกว่าတယ်ဗျာခဏနေကြလို့ရှိရင်ဒီမန်ယူနိုက်တက်က Brighton နဲ့ Gun တော့မှာပေါ့နော်ဆိုဒီဘောကတော့မပြောတတ်သေးဘူး9-1ရင်တော့ချက်စီပေါ်ရောက်မယ်တည်ကြလို့ရှိရင်ချက်စီနဲ့အမှတ်တူအဲ့လိုမှမဟုတ်ပဲねရှုံးသွားရဆိုတော့လည်းတမျိုးပေါ့နော်ဘလို့ဖြစ်မလဲမသိသေးဘူးအဲ့လိုအနေထားမျိုးဖြစ်နေတဲ့အတွက်ကြောင့်ချက်စီတဲ့အနေနဲ့ဒီပွဲစဉ်ကအမှတ်ယူလို့ကောင်းတဲ့ပွဲစဉ်တွေမှာအမှတ်မရခဲ့ဘူးဆိုတော့တော့တော်တော်လေးအထိနာရလို့ပြောလို့ရတယ်ဘာပြောပြာကနာချူလိုကစားသမားမျိုးယုံကြည်မှုရသွားတယ်ဂိုးသွင်းနိုင်တယ်ဆိုတော့ကျွန်တော်တို့က United fan တယောက်အနေနဲ့သဘောတော့ကျပါတယ်အမ် overall ခြုံပြောရမယ်ဆိုလို့ရှိရင် Chelsea သင်းအနေနဲ့ဒီပွဲစဉ်မှာဟိုလိုအပ်ချက်တွေတချို့ဟာလေးကျွန်တော်တော်တော်များတွေးခဲ့ရတယ်။တစ်ဖက်က Sunderland အသင်းကိုချီးကျူးရမှာ Sunderland အသင်းကဆလာကလေးကဒီပုံစံကစားမယ်ဆိုတာကိုယ့်ကကွင်းမြင်ရတယ်ဗျာ။ခံစစ်ကိုပိတ်ဆော့မယ်။ဒါပေမဲ့သူပိတ်ဆော့တဲ့ပုံစံကြောင့် low block deep block တွေနဲ့ပိတ်ဆော့တာမျိုးပဲနဲ့ system ကြကြပိတ်ဆော့သွားတဲ့ပုံစံမျိုးပေါ့နော်။ Highland defense တွေတင်ပြီးတော့ counter attack ပြန်ပြီးတော့ကစားတဲ့ပုံစံမျိုးတွေပြီးတော့ဟောဘက်ကကြုံလာမဲ့ဘောလုံးတွေကိုဖမ်းပြီးတော့လူကြုံအောင်ရောက်ဖမ်းဆော့တဲ့ပုံစံမျိုးတွေပေါ့နော်။ offside track ပေါ့နော်။အဲ့ဒီပုံစံမျိုးတွေနဲ့ကစား ထားသွားပြီးတော့ pocket space တွေကိုလည်းကျင်းနံတွေများကျင်းအောင်ဆော့သွားတာကိုတွေ့ရတာဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာတော်တော်လေးတစ်ဖက်က perfect ဖြစ်သွားတယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့လူချင်းမင်းတို့ရော Chelsea သင်းရဲ့အရှုံးနဲ့ပတ်သက်ပြီးပြောချင်တာလေးရှိလဲအောက်က comment မှာဝင်ပြီးတော့မှတ်ငယ်ပေးလို့ရပါတယ်ကျွန်တော်ဒီမီယာနဲ့လှုပ်နေတာပေါ့နော်ဆိုတော့ကြည့်ရအစီအစဉ်ဖြစ်သွားတယ်ဆိုလို့ရှင်တောင်းပန်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့ကျွန်တော်ရဲ့ channel ကိုကြည့်နေတဲ့တယ်ဆိုလို့ရှင် like and subscribe like and follow နေပြီးကိုကြီးရဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရပါမယ်